လုပ်ငန်းထဲမှာမိခွန်းလေးမိထားတဲ့တောက်ကြီးတွေသွားတွေကိုလိလာကြည့်ရအောင်တဲ့သွားကိုဘယ်ရွယ်တုန်းကကြိုးပူတာလဲဟုတ်တယ်နော်သွားကြိုးပူတာဗောနော်ငွေတုန်းကပောက်တဲ့သွားလေးတွေသွားက6နှစ်9နှစ်6နှစ်ဆိုလို့ရှိရင်စပြီးတော့ငွေသားလေးစပြီးအကျိုးတာဗော သွားဗန်နဲ့ချောင်းကျိုးဘူးလေတဲ့ဗန်ချောင်းကျိုးဘူးလေချိုးရီကတော့တစ်ချောင်းနှစ်ချောင်းချိုးရီကတော့အရန်ချိုးစားရတူကတော့သွားပြီပါကျိုးကုန်တော့မို့သွားပိုးစားပြီးတော့သွားရင်မရှိတော့အချိုးရီငယ်တော့အချိုးရီရန်စားရတူကသွားမကျိုးဘူးဆိုပေမဲ့သွားရီကသွားပိုးစားပြီးတော့သွားရင်မရှိတော့အမ်သွားရီမှလေးမဲမဲကြီးတွေအာသွားပိုးစားထားတာလေတောက်ကြီးသွားအစ်စ်လေးရောပေါက်ဘူးလားတဲ့ဟောကျိုးဝဲနေရာမှာသွားအစ်စ်လေးပေါက်လား ပေါက်တာပေါ့နော်ကျိုးဝါရနေမှာသားတို့ကငယ်သားတွေလဲသွားတဲ့အတွက်ကျိုးဝါရနေမှာသွားအစ်စ်လေးကြီးပြန်ပေါက်တာပေါ့အဲ့သွားတွေကိုတောက်သမီးတို့ကနောက်ထက်မကျိုးအောင်မပြတ်စည်းအောင်တောက်သမီးတို့ကထိမ့်သိမ့်ရမယ်နော်ချိုးလေးရမ်းစားဘူးအစာစားပြီးရဲ့အခါမှာသွားတိုက်ရမယ်ပလုတ်ကျင်းရမယ်တနေ့ကိုနှစ်ကျင်းသွားတိုက်ရမယ်မနေ့တစ်ကျင်းညတစ်ကျင်းဘာဖြစ်လို့လဲဆိုရင်ငယ်သွားလဲပြီးတဲ့သွားတွေက ချိုးဝါပြီးတဲ့အခါမှာပြန်မပေါက်တော့ဟောငငယ်တော့ကသွားချိုးဝါတယ်အသက်ပြန်ပေါက်တယ်ဟုတ်တယ်ဒါပေမဲ့ဟိတ်သွားထပ်ပြီးတော့ချိုးဝါရင်သားတို့သွားတယ်ထပ်ပြီးတော့အသက်ထပ်ပြီးတော့နောက်တစ်ချိန်ထပ်ပြီးတော့မပေါက်တန်တော့ဘူးအဲကြောင့်မလို့သွားတွေကတန်မိုးရှိတယ်ဂယူးဆိုင်ရမယ်နော်ငငယ်သွားလဲပြစ်သွားတွေကိုတောက်စီမျိုးဂယူးဆိုင်ရမယ်ဟုတ်ပါပြီနော်ဒါကတော့လုပ်ငန်းနှစ်ရဲ့မိကုန်းလေးဖြစ်ပါတယ် ကဲဒီချေတို့တင်ငန်းဆောင်ဆက်ပြီးရလေ့လာကြမယ်